န်းမျိုးသားလူမျိုးရေးတမတော် TNL သိမ်းပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာကြောင်မဲမြို့နယ်လေးမိုင်လောက်သာကွာဝေးတော့တဲ့နေရာကိုရောက်ရှိလာတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကကြောင်မဲမြို့နယ်ရှစ်မိုင်လောက်သာကွာဝေးတဲ့စခန်းသာကြီးရွာက TNL တပ်စခန်းကိုစစ်ကောင်မရှင်တပ်တွေကဝင်ရောက်သိမ်းပိုက်ပြီးတဲ့နောက်မြို့နယ်လေးမိုင်လောက်กว่าထိစစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ လေကြောင်းကနေပြစ်ကူပြီးရှင်းလင်းပြီးမှမြေပြင်စစ်ကြောင်းကိုဝင်ခိုင်းတာတိုက်ခိုက်ရေးတပ်မတွေကိုအ திக တုံးလာတာတွေ့ရတယ်။မြို့ဝင်နာထီရောက်လာတာလို့စီးရီးသတင်းရင်းမြစ်က ARD Times ကိုပြောရတယ်။စစ်ကောင်မရှင်ဟာအဲ့ဒီစကမ်းသာကြေးဝါကိုလေကြောင်းကနေ၃ရက်တိုင်တိုင်ဘုံအလုံးကြီး80ကျော်ကျေးချတိုက်ခိုက်ပြီးတဲ့နောက်ကြေးဝါတွင်ကိုစစ်ကြောင်းထိုးဝင်ရောက်က TNL တက်စကန်ကိုတင်ယူခဲ့တာဖြစ်ပါတယ်။ ကြောင်မဲမြို့နယ်၄မိုင်လောက်ထိချင်းကပ်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းမှာအင်အား900လောက်ပါဝင်ပြီးမြို့ဝင်နားထိချင်းကပ်လာတာဖြစ်ပါတယ်။စစ်ကောင်မရှင်ကနောင်ချိုကြောင်မဲနန်းတိုင်းထိုးစစ်ဆင်လာရာကနေစစ်ကြောင်းတွေဖြန့်ခွဲပြီးအင်အားလုံးရင်း3ကကြောင်မဲမြို့နီးထိရောက်ရှိလာတာဖြစ်ပါတယ်။ကြောင်မဲမြို့ပေါ်ရှိ TNL တပ်စခန်းတွေကနေတပ်ဖွဲ့ဝင်အချို့ဟာစက်တင်ဘာ28ရက်နေ့မှာကြောင်မဲမြို့ကစုခွာသွားတယ်လို့ဒေသခံသတင်းရင်းမြစ်ချို့ကအတိပေးထားပေမဲ့ အရာရီတိုင်းအနေနဲ့အတိပြုလို့တော့မရသေးပါဘူးပြီးခဲ့တဲ့ဩဂတ်စ်လတတိယဘက်ကစတင်ပြီးစစ်ကော်မရှင်ကကြောင်မဲမြို့ကိုထိုးစစ်ဆင်လာရအခုစက်တင်ဘာနောက်ဆုံးပတ်မှာမြို့ဝင်ခိတ်နားထိချင့်ကပ်လာနိုင်တာဖြစ်ပါတယ်